မင်းသားကျော်ဂျိမ်းဂျီယာယူရဲ့ကွန်ဝင်ကတသားလေးလားမင်းမင်းလေးလားထိုင်းနိုင်ငံရဲ့အထိတ်တန်းမင်းသားကျော်ဂျိမ်းဂျီယာယူကတော့မြန်မာပြည်သူတွေနဲ့ယဉ်နေပြီးသားဖြစ်ပြီးတော့ drama series တွေမှာအောင်မြင်ကြကြသူဖြစ်ပါတယ်။သစ္စာရှင်ဇနီးတဲ့ဆရာဝန်လေးရဲ့အလှမဲ Game of Life မင်းတယောက်သာဂျမာလောင်အိမ်စားတဲ့ဇလန်တွဲရီကတော့ဂျိမ်းရဲ့အောင်မြင်ခဲ့ဆုံး drama တွေဖြစ်ပါတယ်။မင်းသားကျော်ဂျိမ်းက 2024ခုနှစ်ကမှခြေရသူမိန်ကလေးနောင်ဖွန်နဲ့လက်ထက်ခဲ့တာဖြစ်ပြီးတော့မိန်ကလေးပရိသတ်တီရဲ့အသေးကိုခွဲသွားခဲ့သူဖြစ်ပါတယ်။မိင်္ဂလာဝင်းနဲ့ပတ်သက်လို့ဝေဖန်မှုအနေငယ်ရှိခဲ့ပေမဲ့မင်းသားကတော့သူ့ရဲ့ဇနီးတဲ့ဘက်ကပဲအပြေအဝကာကွယ်ပေးခဲ့ပါတယ်။ဒါအပြင် မကြသေးခင်ကခြေရောက်ခဲ့တဲ့အမေများနေ့မှာလည်း James ကသူ့ရဲ့ဇနီးတဲ့ရာလဲမကြခင်မှာအမေတယောက်ဖြစ်တော့မယ်ဆိုတဲ့အကြောင်းမင်းသားကိုရိုင်းကလည်းသူ့ရဲ့ပထမဆုံးရင်သေးလေးအတွက်ရင်ခုန်စည်းလို့ရှောင်းနေပြီဖြစ်ကြောင်းအသိပေးခဲ့ပါတယ်။ James ရဲ့ပ ထမဆုံးရင်သွေးလေးရဒတာလီလာမီမီလေးလားဆိုတာကိုမကြေညာရသေးပေမဲ့မိန်းကလေးပရိသတ်တီကတော့ဖေဖေနဲ့တူတဲ့ဒတာလီမွေပေးဖို့တောင်းဆိုနေကြတာလည်းဖြစ်ပါတယ်။ James ကတော့ဒတာလီပဲဖြစ်ဖြစ်မီမီလေးပဲဖြစ်ဖြစ်အပြေအဝချက်ပေးသွားရမယ့်တာဝန်ရှိရလို့ဆိုခဲ့ပါတယ်။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးများရှင်တင်ပါတယ်ရှင်။